မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်လာရှိုးရမခတိုင်ဆက်ရနာကျောင်းကြဆုံသွားပြီဖြစ်ပေမဲ့လည်းမေအောင်လိုင်းကအရှိမြောက်တိုင်ဆက်ရနာကျောင်းတိုင်မှုအသည့်အဖြစ်ဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုခန့်အပ်လိုက်ပါတယ်တောင်သာမြို့နယ်ကစစ်တပ်ပိုင်းစွတ်ကျဲစစ်ရုံကိုတော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ပြီးမီးရှို့ရှင်းလင်းလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးကအရှိမြောက်တိုင်းစစ်တနာကျောက်ကြဆုံးသွားပြီမဲ့လဲမင်းအောင်လိုင်ကတိုက်မှုသည့်ဖြင့်ဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုခန့်လိုက်ပြီးရှမ်းမြောက်တွင်စစ်ရာရှိအသစ်တွေကိုထပ်မံခန့်လိုက်တယ်လို့စစ်တပ်သတင်းမြစ်တွေကိုကိုးကားက CDN ဗိုလ်ကြီးစင်ရော်ကပြောပါတယ်အကြက်ဖက်စစ်ခေါင်းဆောင်မင်းအောင်လိုင်ဟာ တက်တွင်းလူရဲဘွဲတွေကိုဆက်လက်လှုပ်ဆောင်နေပြီးအရင်လူအောင်တွေနေရာမှာလူသစ်တွေကိုအစားထိုးခန့်နေတယ်လို့လည်းဗိုလ်ကြီးစင်ရော်ကပြပြပါဗါတယ်လက်ရှိတက်မတော်လေးကျင်းရဲ့အရာရှိချုပ်ယုံက ဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုအရှိမြောက်တိုင်းစစ်တနာကျောင်းတိုင်းမှုအစ်အဖြစ်ခန့်လိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်ဦးစီးတက္ကသိုလ်ကဗိုလ်မူကြီးဟိန်းထက်နောင်ကိုလည်းအမတ်တစစ်စစ်ရေးကုကဲမှုဌာနချုပ်ကြောက်မဲရဲစက္ကကမူဖြစ်ခန့်လိုက်တယ်လို့စစ်ဦးစီးတက္ကသိုလ်ကဗိုလ်မူကြီးဇော်မင်းထက်ကိုလည်းတမခ101တတ်မှမူဖြစ်ခန့်လိုက်တယ်လို့လည်းသိရပါတယ်။စစ်ဦးစီးတက္ကသိုလ်ကဗိုလ်မူကြီးလင်းနိုင်စိုးကိုလေပိုင်းတိုင်းစစ်တနာကျောင်းရဲ့ဒုတိုင်းမူဖြစ်၎င်းခန့်ခဲ့လို့လည်းသိရပါတယ်။ ားတို့ဘုံမူကြီးကြော်မျိုးထက်ကိုလည်းအမှတ်16စစ်စင်ရေးကုကဲမှုဌာနချုပ်ရေးဆက်ကကမှုဖြင့်ခန့်လိုက်တာဖြစ်တယ်လို့ဘုံမူကြီးကြော်စွာဝင်းကိုလည်းမိုင်းပန်ဆက်ခွန်စစ်စင်ရေးကုကဲမှုဌာနချုပ်ဆက်ကကမှုဖြင့်ခန့်ခဲ့ပြီးဘုံမူကြီးကြော်ထက်ကို တောင်ကုတ်အမှတ်၅စစ်စေးကုကံမှုထနာကျော်စကခမှုဘုံမူကြီးတန်းဆိုးကိုအင်တန်တက်မှဆက်တဲ့ချေမြန်တက်မှထနာကျော်တက်မှမိုးပြေအစ်စ်ခမိုင်လိုက်တယ်လို့လည်းသိရပါတယ်။မင်းအွန်လိုင်းကလူဟောင်းတွေကို အနာပေးကလူသစ်တွေနဲ့အစားထိုးလိုက်ပေမဲ့လည်းစစ်ကောင်းကောင်းတိုက်နိုင်တဲ့အနေအထားမရှိဘူးလို့လည်းသိရပါတယ်။ဒါအပြင်အပတ်စဉ်၄၀ကျော်တဲ့အဖွဲ့ဟာထင်ရလောက်တဲ့အဖွဲ့တွေဖြစ်တဲ့အတွက် ပုံမပေါက်ကြရလို့မဲ့အနေထားမျိုးကိုမြင်နေရလို့စီဒီယံဗိုလ်ကြီးစင်ရောကပြပြပါရယ်အနာပေးခံရတဲ့လူဟောင်းတွေထဲမှာလေပိုင်းတန်ဒုတိုင်မူဘုံမှုကျုံအောင်လင်ဟာလုံးဝယာရူးကိုပြုတ်တာဖြစ်ပြီးစစ်ခုံရုံတက်နေရတာဖြစ်တယ်လို့အရှိမြောက်တဲ့72ကျော်တိုင်မူဘုံမှုကျုံစိုးလာရဲ့သတင်းမှလည်းအသတင်းအဆနာပျောက်နေတယ်လို့လည်းသိရပါရယ်ရှင် ဒီတစ်ခါမှာတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးကစစ်တပ်ဘက်ကကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်တပ်သား2ဦးဟာတေသွားခဲ့တယ်လို့ Federal ဒူဝန်ကျဲတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါဗျ။ဩဂတ်စ10နှစ်နေ့လယ်12နိုင်ခွဲလောက်မှာလောင်းလုံးမြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးလဝကမှာအကြမ်းဖက်တပ်သားတွေတက်ဆွဲထားတဲ့ဘက်ကကိုတော်လန်တပ်ဖွဲ့ဝင်တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ခိုက်မှုအတွင်းမှာဘန်ကာအတွင်းအကြမ်းဖက်တပ်သား10ဦးခန့်ရှိပြီးပစ်ခတ်မှုအတွင်းမှာစစ်ကောင်စီတပ်သား2ဦးဟာတေသွားခဲ့တာလည်းဖြစ် ဖြစ်ပါတယ်။ထိခိုက်ဒဏ်ရာရှိမှုအရေးအတွက်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပြီးတော်လဲရဲဘော်တွေဘက်ကဘေကင်းစွာစုခွာနိုင်ခဲ့လို့လည်းသိရပါတယ်။တိုက်ခိုက်မှုကို Federal ဒူဝွန်ကျဲတပ်ဖွဲ့နဲ့ကျောင်းသားတော်လင်းတပ်ဖွဲ့ Student Revolutionary Force တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ မန္တလေးရဲ့သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းတောင်သာမြို့နယ်အကျန်းဖက်စစ်တပ်ပိုင်းစွတ်ကျဲဆက်ယုံကိုတော်လဲတဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခတ်ခဲ့ပြီးမီးရှို့ရှင်းလင်းခဲ့တယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါပါရစေ။ဩဂတ်စ်လ12ရက်နေ့မှာအကျန်းဖက်စစ်တပ်လောက်ကအမှတ်1စစ်မှုဝန်ကြီးဌာနရဲ့ စွတ်ကျဲဆက်ယုံကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဆက်ယုံကိုမီးရှို့ရှင်းလင်းခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲဒီစစ်တပ်လက်အောက်ကအမှတ်၁စစ်မှုဝန်ကြီးဌာနရဲ့စွတ်ကျဲဆက်ယုံဟာနိုင်ငံဗန္နာကိုဖြုံးတီးနေတာဖြစ်တဲ့အတွက်အခုလိုမီးရှို့ရှင်းလင်းတာဖြစ်တယ်လို့လည်းတောင်တာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါဗါတယ်။ဒီတိုက်ခိုက်မှုဟာမြင်းကြံ District Special Operation MDS ကိုမြင်းကြံခရအထူးစစ်စင်အဖြစ်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါတယ်ရှင်။ ပဲခူးတန်တဲ့တဘုတ်ကိုတန်ဆက်ပေးကြပါတယ်။ပဲခူးတိုင်းမင်းလာမြို့နယ်မှာအကြက်ဖက်စစ်တပ်အတွက်စစ်သားသစ်စုဆောင်းပေးနေတယ်။စင်တဲကုန်းရွာအုတ်ချုပ်ရည်မှုတမ်းမြင့်ကိုပြစ်ခတ်တက်ခတ်ရာကနေတည်သွားခဲ့တယ်လို့တာရီကန်တရင်38တနည်းတက်ခွဲနှစ်ကတာဝန်ရှိသူတူကပြပြပါရယ်။ဩဂတ်စာ12ရက်နေ့မွန်လွယ်နှစ်နိုင်မိနစ်50လောက်မှာမင်းလာမြို့ကနေဆိုင်ကယ်စီးပြီးပြန်လာတယ်။စင်တဲကုန်းကျွေးရအုပ်စုအုတ်ချုပ်ရည်မှုတမ်းမြင့်ကိုတော်လန်တဖွဲ့တွေကစိန်ပူရွာထိပ်မှာပြစ်ခတ်တက်ခတ်ရာကနေတနက်ကြီး15ချက်ထိ ီမံပြီးနေရာမှာပဲတည်သွားခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။တည်ဆုံးသွားတဲ့အုတ်ချုပ်ရိမ်မှုတမ်းမြင်စီကလည်းလက်ပစ်ပုံးတစ်လုံး၊မိုဘိုင်းဖုန်းတစ်လုံးဓာတ်တလဲ၊ပေကြိုးတစ်ခုနဲ့ဆော့ရဆက်တန်းအချို့ကိုတင်ဆက်ရရှိခဲ့လို့လည်းသိရပါဗျ။အုတ်ချုပ်ရိမ်မှုတမ်းမြင်ဟာလူငယ်တွေကိုစစ်မှုထမ်းဖို့ချင်းချောက်ဖိအားပေးလူစုကငွေကြေးကောက်ခံတာတောင်သူတွေစီကနေအကြောင်းမျိုးမျိုးပြကငွေကြေးကောက်ခံတာတွေကိုပြုလုပ်နေတာကြောင့်အခုလိုတိုက်ခိုက်လိုက်တာဖြစ်တယ်လို့လည်းတာရီခန်တရင်3832နဲ့တက်ခွန်းနှစ်ကတ တာဝန်ရှိသူတိုးကပြပြပါရရှင်။ မကွေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတန်းရင်းစံကျောင်းမြို့နယ်ရွှေတုတ်ကန်ရွာမှာအကြက်ဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်ကနှစ်ဦးဟာသေဆုံးခဲ့လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။ဩဂတ်စာ12ရက်နေ့မနက်ပိုင်းအချိန်မှာရင်းစံကျောင်းမြို့နယ်ရွှေတုတ်ကန်ရွာကအင်အား40ခန်းရှိတဲ့အကြက်ဖက်စစ်ကြောင်းနဲ့တော်လန်တပ်ဖွဲ့ဝင်တွေကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကနှစ်ဦးဟာသေဆုံးခဲ့ကတော်လန်ရဲဘော်တို့ဟာထိခိုက်ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါရစေ။လာတို့မကွေးတန်းဆလင်းမြို့မှာရဲစခန်းကို ိုတော်လဲတပ်ဖွဲ့ဝင်တွေကဩဂတ်လ10ရက်မနေ့ပိုင်းအချိန်မှာ drone နဲ့ပုံကျဲတက်ခတ်ခဲ့ရမှာစခန်းမှုပါဝင်ရဲလေးဦးဟာတိတ်ဆုံးခဲ့တယ်လို့ဒေသနေတော်လဲတပ်ဖွဲ့ကပြောပြပါဗါးအဲ့ဒီဇလင်းမျိုးမြို့မှာရဲစခန်းကိုမင်းဘူးခရံပကပ drone လေယုံတပ်ဖွဲ့မင်းဘူးခရံပကပမင်းဘူးခရံအမှတ်9တရင်မင်းဘူးခရံအမှတ် 10, 10တရင် WOLF တို့ပူးပေါင်းက ဒရုန်းနဲ့ပုံတိချတိုက်ခိုက်ခဲ့တာဖြစ်ပြီးစခန်းမှုတူနဲ့အခြားဆင်၃ဟာတိုက်ဆုံသွားခဲ့တာဖြစ်ပြီးခုနှစ်ဦးထက်မနည်းဟာထိခိုက်ဒဏ်ရာရရှိခဲ့လို့လည်းသိရပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘက်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့တင်တိုက်ပွဲအတွင်းဖမ်းဆီးရရှိခဲ့တဲ့စစ်တုံးပန်းအကျဉ်းသား383ကို6ကြိမ်မြောက်ဖြင့်ထပ်မံလွှတ်ပေးလိုက်တယ်လို့ MND ရှေ့တန်းသတင်းမြစ်ကရန်ကုန်ခေတ်သတင်းနာကိုပြပြပါရယ်ဩဂတ်စ12ရက်နေ့မနေ့17နိုင်လောက်မှာ လာရှိုးမြို့တင်တိုက်ပွဲအတွင်းဖမ်းဆီးရရှိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်383ကိုထပ်မံလွှတ်ပေးလိုက်တာဖြစ်တယ်လို့လည်းသိရပါရယ်ဩဂတ်စ6ရက်နေ့ကနေစတင်ကား မနေ့ကအထိပြန်လည်လှုပ်ပေးခဲ့တဲ့စစ်သားနဲ့မိသားစုဝင်စစ်တုံးမဲအရေးတော်ဟာ2000ကျော်ရှိလာပြီဖြစ်တယ်လို့လည်းသိရပါဗျ။ဩဂတ်စ6ရက်နေ့မှာပထမဆုံးအကြိမ်ဖြစ်စစ်တုံးမဲ385ဦးဩဂတ်စ9ရက်နေ့မှာဒုတိယအကြိမ်ဖြစ်445ဦး ဩဂတ်စာ၈ရက်နေ့မှာတော့တတိယအကြိမ်ဖြင့်308ဦးဩဂတ်စာ9ရက်နေ့မှာစရုပ်ထအကြိမ်ဖြင့်338ဦးဩဂတ်စာ17ရက်နေ့မှာပြင်စမအကြိမ်ဖြင့်331ဦးတို့ကိုလွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။